ချက်တီသုံးတဲ့တဲ့ရင်လေးတစ်ပုတ်လာပြောပြတာအဲ့ဒါဘာလဲဆိုတော့ဝက်လက်မြို့နယ်စကိုင်းတိုင်းဒေသကြီးဝက်လက်မြို့နယ်မှာပြီးခဲ့တဲ့2024မေလတုန်းကမရိန်မှုတစ်ခုဖြစ်တယ်เนาะမရိန်ကျင့်ခံရတဲ့သူကကောင်မလေးတယောက်ဖြစ်တယ်မရိန်ကျင့်တဲ့သူကကြတော့ရက်ကြီးပကဖခေါင်းဆောင်ဖြစ်တယ်เนาะဘယ်မှာမရိန်ကျင့်တာလဲဆိုတော့အဲ့ဒီကောင်မလေးကအနေမတက်အထိုင်မတက်နဲ့နေလို့မဟုတ်ဘူးเนาะအဲ့ဒီကောင်မလေးကလယ်ထဲမှာလူပြတ်တဲ့နေရာမှာ ရောက်နေလို့မဟုတ်ဘူး ူ့အိမ်မှာတူနေတဲ့သူကိုအဲရက်ကြီးပကပဆိုတဲ့ခေါင်းဆောင်ကအိမ်ပေါ်တက်တယ်ပိုင်နဲ့ကျူးလို့မဟုတ်ပြီးတော့မတိန်ကျင်တယ်နော်မတိန်ကျင်တဲ့နေရာမှာရိုးရိုးဒီတာမန်မျိုးသမီးတယောက်ကိုမတိန်ကျင်တာမျိုးမဟုတ်ဘူးအဲ့ဒီကောင်မလေးကကိုဝင်း၃ကရှိတယ်နော်အဲ့တော့မတိန်ကျင်တယ်အဲ့မတိန်ကျင်တဲ့အတွက်အဲ့ကလေးပြက်ကျသွားတယ်နော်နောက်တစ်ခုကဒီဟာကိုမတိုင်နဲ့တိုင်ရင် နင်းကိုတတ်ပစ်မယ်ဆိုပြီးတော့ချင်းချောက်တယ်မရင်ချင်းချင်းခံရတဲ့အချိန်မှာလဲသူဟာအိုက်ကောင်မလေးဟာပတ်ဝန်းကျင်ကိုအော်ဟစ်ပြီးကိုညီတောင်းတယ်ပတ်ဝန်းကျင်ကလူတွေကလည်းကြားတယ်ဒါပေမဲ့ကြောက်ပြီးတော့ဘသူမှအာမကူညီရဲဘူးအခုကူညီရဲတဲ့သူကကူညီလို့အမှုဖွင့်လိုက်တယ်အန်ယူဂျီမှာ အန်ယူဂျီကတရားစီရင်ချက်ချလိုက်တယ်အဒီနေ့တရားစီရင်ချက်ချတယ်ပေါ့ဗျာနော်ချလိုက်တော့ဖြစ်တယ်ကဘာလဲဆိုတော့အလုတ်ချမ်းနဲ့ထောင်တန်း၅နှစ်တဲ့ ျွန်တော်ပြောမယ်ပိုင်းနဲ့ကျူးလွန်မှုမရင်းမှုလူသေးသေးမှုကလေးသေးသွားရလေနော်လူသေးသေးမှုပြီးတော့အသက်အနည်းချင်းချောက်မှုအမှုလေးမှုနဲ့ဆွဲလို့ရတယ်အ ਨੇ ဆုံး15နှစ်ကနေအထက်ကိုချလို့ရရဲ့သားနဲ့ဘာကြောင့်ငါနဲ့ပဲချတာလဲအန်ယူဂျီရဲ့တရားစီရင်ရေးဟာဖက်ဆစ်စစ်တပ်ရဲ့တရားစီရင်ရေးနဲ့ဘာကွာချားပါတလဲလက်နက်ကင်ထိုင်းရင် ပြည်သူကိုမတင်းကျင်းလို့ရပါသလားကျွန်တော်တို့ NUG နဲ့ပတ်သက်တဲ့ဆိုရင်ကျွန်တော်တို့ကြားနိုင်တဲ့သတင်းစကားတွေဟာအမြင့်ကိုရောက်လေပိုကြားနိုင်ကြားနိုင်လေဖြစ်တဲ့အတွက်ကိုဩတချို့ငါမသိတဲ့ information တွေရှိလို့ဖြစ်မှာပါလေဆိုပြီးနားလေပေးခဲ့တာများတယ်မပြောဘူးတော်တော်တန်ရောသူတို့လည်းအခက်ခဲကြားရီကြားရရနေလုံနေရတာပဲဘာမှမပြောဘူးသို့တော့ဒီကိစ္စက နားလဲပေးလို့ရတဲ့ကိစ္စမဟုတ်ဘူးငားနေတဲ့ဘာလို့တာနောက်တာလားအဲ့ဆိုအဲ့တရားသူကြီးကိုကျွန်တော်ပြောချင်တာခမားဆွေတွေမျိုးတွေကိုအဲ့လိုမျိုးပြုတ်မှုခဲ့မယ်ဆိုရင်ခမားငားနေပဲချမှာအိမ်မတက်ခံရရလေမရင်းချင်းခံရရလေကလေးတည်သွားရလေနှုတ်ပိတ်တယ်လေတက်ပြစ်မယ်ဆိုပြီးတော့ချင်းချောက်တယ်လေဟုတ်ပြီကျွန်တော်နဲ့သဘောထားတူရဲ့သူတွေရှိတယ်ဆိုရင် Justice of Ministry ဆိုပြီးတော့ Facebook မှာရိုက်ချလိုက် NUG ရဲ့ page ရှိတယ်။အဲ့မှာဒီအမှုကိုပြန်လဲကင်တွေဖြည့်ရှင်းပေးဖို့ကျွန်တော်တို့တော်လှန်ပြည်သူလူလူဟာအဲ့ page မှာတော့ပြောမယ်။အခုလည်းပြောနေကြတယ်။အခုဒီအောင်ကြည့်ရကြည့်မိတဲ့သူတွေအနေနဲ့လည်းဒီဟာလေးကိုတော့အနေဆုံးလုပ်ပေးပါ။စစ်ပွဲအတွင်းမှာမျိုးသမီးတွေကလေးတငယ်တွေအကြမ်းဖက်ခံရတယ်ဆိုတာမျိုးကဖြစ်လေဖြစ်တာရှိတယ်။ဒါပေမဲ့ကြွက်ချေးကိုကြွက်ချေးလို့ဆက်ဆံရမှာပဲ။ အရေးကိုပြည့်ပြည့်သားသားယူရမှာပဲတော်လန်ကြီးလုံနေလို့စစ်ကောင်စီကိုတော်လန်နေလို့ပြည်သူလူထုကိုမထိန်ကျင့်ပိုင်권ရှိလားပြည်သူလူထုကိုမထိန်အဲ့လိုလူဟာပြည်သူလူထုကိုမထိန်ကျင့်လိုက်လို့အမှုလျှော့ဖို့ပိုင်권ရှိသလားလို့အန်ယူဂျီကိုကျွန်တော်တို့အန်ယူဂျီရဲ့တရားစီရင်ရေးကိုကျွန်တော်တို့တော်လန်ပြည်သူလူထုအနေနဲ့ပြည့်ပြည့်သားသားမေးခွန်းထုတ်ကြမယ်လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်ဗျဒီနေ့တော့